ောက်ဖြူမျိုးသိန်းတိုက်ပွဲမှာတော့ A အတာရသွားပြီရခိုင်ပြည်ကြောက်ဖြူမျိုးသိန်းတိုက်ပွဲမှာတော့အာရခတော်တွေ A က C အတာရရှိသွားပြီလို့ရခိုင်စီလေးလာသူတွေကပြောဆိုလိုက်တာပါအခုဇွန်လဒုတိယပတ်နောက်ဆုံးရသတင်းတွေရတော့ကြောက်ဖြူစစ်ပြနာပြင်မှာအာရခတော်နဲ့ပူပေါင်းတပ်ဖွဲ့တွေကတပြေးပြေးချင်းအတာရရှိနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အခုစစ်ကောင်စီတပ်တွေကအာရခတော်ကလာတိုက်တာနဲ့လည်းနဲ့ချပါမယ်ဖြစ်ကုန်ပြီလို့လည်းရခိုင်စီလေးလာစောင့်ကြည့်သူတွေကပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကတော့ကြောက်ဖြူမျိုးမချစီဘူးအတွက်ကြီးရီတပ်တွေနဲ့အပြင်းထန်ကိုခုခံကာကွယ်နေစေပါစစ်ကောင်စီက A ရဲ့ဒုစစ်ကိုခုခံဖို့ တွက်ရေချောင်းကနေစစ်အင်အားတွေအကြိမ်ကြိမ်ဖြည့်တင်းခဲ့ပေမဲ့ကြက်ရီတော်မှာအဆက်မပြတ်ပြုံးတိနေဆဲဖြစ်တယ်လို့လည်းရခိုင်စီလေးလာသူတွေကတော့ပြောဆိုထားပါတယ်အခုကြောက်ဖြူမျိုးသိမ်းတိုက်ပွဲတွေကိုလေးလာစောင့်ကြည့်နေသူတူကတော့အခုကြောက်ဖြူတိုက်ပွဲကအကန့်အသတ်ရှိနေတာမို့အာခရတော်အေဘက်ကဒူးနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိသေးဘူးအခုစနိုက်ပါနဲ့အလို့ဖြစ်နေတယ်စစ်ကောင်စီဘက်ကအကောင်ကြီးတွေတယောက်ပြီးတယောက်ကျနေတယ်စစ်တပ်စစ်စင်ကြီးကတော့အောင်မြင်နေပြီကိုချီတို့ကတော့ဒုတိယမြောက်ရေဒက်စကန်နာနောက်ကျကြီးကိုတင်ပိုက်တင်းချုံနိုင်ရဲ့ရက်ကိုတော့စူးစမ်းပုံဖော်နေကြပြီလို့ကမန်းဆရတယ်လို့လည်းတုံးသက်ပြောဆိုထားပါတယ်စစ်ရေးလေးလာသူတွေရဲ့ပြောဆိုချက်တွေ ရ AES နိုင်ပါလက်ချက်ကြောင့်စစ်ကောင်စီတပ်ကအထိနာနေကြတယ်လို့လည်းပြောပါတယ် AES နိုင်ပါကြောင့်ပဲအခုကြောက်ဖြူမှာကချင်ကပြောင်းလာတဲ့စစ်ကောင်စီဒုတက်ရင်မှုကြာသွားပြန်ပါပြီသူကတော့စစ်တပ်ကအပတ်စဉ်48ကျောင်းစဉ်ဒုတက်ရင်မှုပုံမှုဝင်းတန်ပါကချင်ပြည်နယ်မြကြီးနားမြို့အခြေဆိုင်မြောက်ပိုင်းနဲ့စစ်ထာနာချုပ်ကနေကြောက်ဖြူမြို့ကိုစစ်စင်ရင်ထွက်လာတဲ့စစ်ကောင်စီရဲ့ဒုတက်ရင်မှုပုံမှုဝင်းတန်ကတော့အခါတော် AES နိုင်ပါကြောင့်ကြာဆုံးသွားတာလည်းဖြစ်ပါတယ်စေရေးလေးလာသူတွေရဲ့ပြောဆိုချက်ရတော့အခုကြောက်ဖြူတပ်ဖွဲ့ကတော့တစားတဲ့စားပုံမှုပြင်းထန်လာနေတယ်လို့လည်းဆိုပါတယ်ကြောက်ဖြူတပ်ဖွဲ့မှာစစ်ကောင်စီဘက်ကရာနဲ့ချစ်ပြီးတော့တေဆုံမှုတွေရှိနေတယ်လို့လည်း ဲ့ဒေတာကန်နီနဲ့စီရဲသတင်းမြစ်တွေကပြောပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တီးကြအတင်ပြနိုင်ခြင်းတော့မရှိသေးပါဘူးနောက်ထပ်စီရဲသတင်းမြစ်တွေရဲ့ပြောဆိုချက်တွေရာချပြိုတက်ပွဲအတွင်းကနေ AAC ကိုလက်နက်ချလင်းဝင်လာသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်အခုပြီးခဲ့တဲ့ဇွန်လ14ရက်နေ့အထိစစ်ကောင်စီဘက်ကလက်နက်ချလင်းဝင်လာသူ50နီးပါးတိရှိတယ်လို့လည်းပြောဆိုထားပါတယ်ချက်ခိုင်ဒေတာခြေဆိုင်သတင်းမြစ်ရွာမှာတော့ချပြိုမြို့မှာရှိတဲ့အမှတ်30နေရက်တရင်အနီးကနှမ်းမက်တောင်စကန်မင်းနက်တောင်စကန်နဲ့လက်ခဲမော်စကန်တို့ကို A ကသိမ်းပိုက်ထားပြီးတော့အဲ့ဒီစကန်တွေတက်ပွဲတွေအတွင်းမှာစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမဆုံးအဆင့်ရှိတဲ့ဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်သုံးဖက် 2015ခုလည်းအေကအရှင်ဖမ်းဆီးထားတယ်လို့လည်းဒေတာကန်သတင်းမီဒီယာမှာတော့ဖော်ပြထားပါသေးတယ်အခုရပိုင်းအတွင်းမှာပဲကြောက်ဖြူတက်ခွဲအတွင်းမှာစစ်ကောင်စီတပ်မ71နဲ့တပ်မ69ပူးပေါင်းတက်ခွဲတစ်ခုလုံးကအရော်အေတန်ကိုလက်နက်ချလင်းဝင်လာတယ်လို့လည်းဆိုပါတယ်အဲ့ဒီသတင်းကလည်းတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးဒေတာကန်စီရေးသတင်းမီဒီယာကတော့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကိုဥဆောင်တဲ့တရင်မူအရာရှိအဆင့်ယာရူးကြီးတွေပါတယ်အေကတရားဝင်မထုတ်ပြန်သေးတော့နာမည်ယာရူးအဆင့်ပြောဖို့ခန့်နေတယ်လက်နက်ချတာကတော့တေးကြတယ်တက်တော်ကတော့မကြခင်ထုတ်ပြန်ပါလိမ့်မယ်လို့ပြောဆိုထားပါတယ်ဒေတာကန်စီရေးသတင်းမီဒီယာပြောဆိုချက်တွေကအေတန်ကိုလက်နက်ချအလ င်းဝင်တဲ့စစ်ကောင်စီတင်အားကတော့အယောက်80လောက်ရှိတယ်လို့လည်းပြောဆိုထားပါသေးတယ်။ဒေသခံစီရေးရေးမြင့်သူကတော့တရင်တစ်ခုလုံး AAC မှာလည်းနဲ့ချိုက်တာဖြစ်တယ်လို့လည်းထပ်မံပြောဆိုထားပါသေးတယ်။ ဲ့ဒီစစ်ကောင်စီတပ်ရင်းကရဲတပ်ရင်းကနေထွက်လာတာအေးထင်းထုတ်ထားတဲ့နေရာကိုပြန်တိုက်ဖို့အထက်ကအမိန်ပေးတာကိုစစ်မတိုက်ဝင်ပဲလက်နက်ချအလင်းဝင်လာကြတာတရင်တစ်ခုလုံးအင်အား90လောက်ရှိတယ်လို့လည်းအတိအကျကိုပြောဆိုထားပါတယ်အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ကြောက်ဖြူအခြေဆိုင်တရင်တွေမှာစစ်ကောင်စီတပ်သားတွေကတော့ဖေဖေဖြစ်နေပြီးတော့ဖပြင်းမှုတွေများလာတဲ့အတွက်တင်းကျပ်ခြင်းကိုခံနေရတယ်လို့လည်းဒေသခံသတင်းမီဒီယာမှာတော့ဖော်ပြထားပါတယ်အခုကြောက်ဖြူမျိုးအနီးပတ်ဝန်းကျင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာတော့စစ်ကောင်စီကတမမှုအစင်းရှိသူဘုံမှုချုပ်တအူးတိုက်ပွဲမှာတေဆုံးခဲ့ပြီးတော့နောက်ထပ်ဒုတိယဘုံမှုကြီးတအူးလည်းအေအေထံမှာဖမ်းဆီးက ခံရရလို့ချက်ပြမျိုးအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကနေထွက်ပြေးသူတွေလက်နက်ချသူတွေနဲ့ဖြိုဖျက်ဖြစ်နေပြီလို့စီရင်လေးလာသူတွေကသုံးသပ်ပြောဆိုထားပါတယ်။စကိုင်းစီရင်လေးလာသူစီရင်ဘွေးစီရင်ကအင်အားတရာဝင်းကျင်လုံးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုအလကားတော်အေစီမှာအလံပြူထောင်သွားပါပြီ။အခုတ냐ဝရီရဲ့ဌာနချုပ်ကလည်းကိုချေလို့လာလိုက်တာနဲ့လက်နက်ချပါမယ်ဆိုပြီးကြိုတင်စင်းသွင်းထားတာအတော်လေးများနေပြီလို့အခုချက်ပြကစီရင်ချင်တွေကိုပြောဆိုထားပါတယ်။အခုချက်ပြတပ်ခွဲအတွင်းမှာကစင်ကလေးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကတော့အလကားတော်အေကနေ့စဉ်နဲ့အမျှဖမ်းဆီးရမိနေတယ်လို့လည်းဒေတာကန်သတင်းမီဒီယာတွေမှာတော့ဖော်ပြထားပါတယ်။အလကားတော်အေ ကတော့ရခိုင်ကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေလက်နက်ချအလံပြူထောင်းရင်အသက်ချမ်းသာခွင့်ရမယ်လို့လည်းသတိပေးပြောဆိုထားပါတယ်